မဖြစ်ရှင်းနိုင်သောစီးရီးခေလာ၏လိုဝက်စာများ1960ပြီလွန်တဲ့နောက်ပိုင်းအမေရိကန်နိုင်ငံကယ်လီဖိုးရီးယားပြည်နယ်ဟာတစ်ချိန်လုံးကြောက်ရွံ့ထိုင်းလန့်မှုတွေပြည်နေခဲ့ပါတယ်။အကြောင်းကတော့သမိုင်းမှာကြော်ကြသောပြည်မရှိဆုံးဖြစ်တဲ့ဇိုရီယက်ခေလာရဲ့လှုပ်ရှားမှုတွေကြောင့်ပါပဲ။သူကလူသတ်မှုတွေကျူးလွန်ခဲ့ရုံသာမကပဲရဲတွေနဲ့သတင်းစာရိုက်တွေကိုလိုဝက်စာတွေပို့ပြီးလောင်မြောင်ခဲ့တဲ့နာမည်ဇိုးနဲ့ကြော်ကြသူပါ။ဇိုရီယက်ဟာတရားဝင်လူငါးဦးကိုတတ်ခဲ့ပြီး ဂျန်နဲ့နှုတ်ကိုတေအောင်လုပ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူကိုယ်တိုင်ကတော့လူ38ဦးကိုတတ်ခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်။သူ့ရဲ့ထူးခြားတဲ့သင်္ကေတနဲ့လှုပ်ဝဲစာတွေဟာဒီနေ့အထိတိုင်ရာဇဝဲမှုတမိုင်းမှာအကြီးမားဆုံးဘေးအနိဖြစ်ကြံရှိနေသေးပါ။ဇိုရီးယက်ကဘယ်သူလဲ။ဘလို့ပြောက်ွယ်သွားခဲ့တာလဲဆိုတာကိုလေ့လာကြည့်ရအောင်ပါ။ဇိုရီးယက်ရဲ့ပထမဆုံးတိုက်ခတ်မှုဟာ1968ခုနှစ်ဒီဇင်ဘာလမှာစတင်ခဲ့ပါတယ်။သူဟာလိတ်ဟာမန်လမ်းမပေါ်မှာလူငယ်ဇုံရဲနှုတ်ကိုတနက်နဲ့ပစ်တတ်ခဲ့ပါတယ်။နောက်တစ်နေ့1969ခုနှစ်မှာတော့ ဘာလီကျိုးဒေသကကားပါကင်တစ်ခုမှာနောက်ထပ်ဇုံလွဲတရက်ကိုပြစ်ခတ်ပြန်ပါတယ်ဒီတစ်ချိန်မှာတော့အမျိုးသားတို့ကဒဏ်ရာပြင်းထန်စွာရခဲ့ပြီးမဲ့အသက်ရှင်ခဲ့ပါတယ်ဒီလိုတိုက်ခိုက်မှုတွေဟာဇိုရီရဲ့လောက်ရပြစ်ထင်ရှားခဲ့ပါတယ်သူဟာလူသက်မှုကျူးလွန်မိတဲ့နောက်ရဲစခန်းတွေကိုဖုံးဆက်ပြီးသူ့ရဲ့ပြစ်မှုကိုဝန်ခံလိမ့်ရှိပါတယ်။သူ့ရဲ့အကြောင်းမဲ့ဘဝအပြစ်မှုတွေဟာဒေသခံတွေကိုလုံးဝအိတ်မပြောနိုင်အောင်စိုးရိမ်ထိတ်လန့်စေခဲ့ပါတယ်။သူ့ရဲ့နောက်ထပ်ထင်ကြရတိုက်ခိုက်မှုကတော့ဘာတော်လက်ပတ်မြူကိုမှဖြစ်ပွားခဲ့တာပါ။သူဟာမျက်နှာပေါင်းစုပြီးဇွန်ရိုက်ဒရက်ကိုခြိကပ်ခဲ့ပြီးဓားနဲ့အကြင်ကြင်ထိုးခဲ့ပါတယ်။ ဒီတဲ့ချိန်မှာတော့အမျိုးသားတဦးတည်ဆုံးခဲ့ပြီးမျိုးသမီးကမတည်ဘဲရဲတွေကိုဇိုရီးယက်ရဲ့အသေးစိတ်ချက်လက်တွေကိုဖော်ပြပေးနိုင်ခဲ့ပါတယ်။ဒီချက်လက်တွေဟာဇိုရီးယက်ကိုပန်းမိဖို့အကြီးမားဆုံးမျှော်လင့်ချက်တွေဖြစ်လာခဲ့ပါတယ်။ဇိုရီးယက်ကလာသူကျွန်းလွန်ခဲ့တဲ့ပြစ်မှုများထက်ပိုပြီးနာမည်ကြီးစေခဲ့တာကသူပေးဖို့ပဲတဲ့လှုပ်ဝက်စာတွေကြောင့်ပဲဖြစ်ပါတယ်။1969ခုနှစ်ဩဂုတ်လမှာသူဟာဆန်စပန်စစ်ကိုဒေသအတွင်းအတင်းလာသုံးဆောင်စီကိုစာတွေပေးပို့ခဲ့ပြီးသူ့ရဲ့ရာဇဝတ်မှုတွေကိုဖော်ပြတဲ့လှုပ်ဝက်စာတွေကိုဖော်ထုတ်စေခဲ့ပါတယ်။ပထမဆုံးလှုပ်ဝက်စာကိုဒေသခံဆရာတဦးဖြစ်တဲ့ ဒေါ်နေအားရင်းနဲ့သူ့ရဲ့ဇနီးဘဒီတို့ကဖြစ်ရှင်းနိုင်ခဲ့ပါတယ်ဒီလိုဝဲစာရဲ့အဓိကအကြောင်းအရာကတော့ဇိုရီးယားဟာသူတက်ခဲ့တဲ့လူတွေဟာသူ့ရဲ့ဘဝအသစ်ကိုရောက်တဲ့အခါပြေကျွံအဖြစ်စေခံရမယ်ဆိုတဲ့ကြောက်စရာယုံကြည်ချက်ကိုဖော်ပြထားပါတယ်ဇိုရီးယားကနောက်ပိုင်းမှာ300နဲ့ 40cyber ပါပါဝင်နောက်ထပ်လိုဝဲစာတွေကိုပို့ခဲ့ပေးမယ်ဒီစာတွေကိုတော့ FBI နဲ့ကမ္ဘာအကောင်ဆုံးလိုဝဲပညာရှင်တွေတောင်အချိန်ယူပြီးမဖော်ထုတ်နိုင်ခဲ့ပါဘူးသူဟာရဲတွေနဲ့သတင်းစာရိုက်တွေကိုလောင်ပြောင်ယုံတာမကပဲခလေးတွေစီးနေတဲ့ဘတ်စကားကိုပါတိုက်ခတ်ခဲ့မယ်လို့ချင်းရောက်ခဲ့ပါတယ်နှစ်ပေါင်းများစွာစုံစမ်းစစ်ဆေးခဲ့ပေးမယ် ဇိုရီရဲ့ရဲ့မြေတီထောက်ထားကိုမှရဲတွေမဖော်ထုတ်နိုင်ခဲ့ပါဘူး။ဒါပေမဲ့စုံစမ်းစစ်ဆေးသူတွေကအဓိကတန်ဖျားရှိသူတို့ကိုသတ်မှတ်ထားခဲ့ပါတယ်။သူကတော့ဆန်စမန်စစ်စကိုမှကြောင်းစီရတို့ဖြစ်တဲ့အာသာလိုက်အယ်လန်ပါ။အယ်လန်ဟာဇိုရီရဲ့လှုပ်ရှားမှုတွေအလေးချင်းတွေနဲ့ကန့်ညီတဲ့အချက်လက်များစွာရှိခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့လက်ရေးစာမှုတွေနဲ့ DNA တွေဟာဇိုရီရဲ့စာရီနဲ့တိုက်ဆိုင်မှုမရှိခဲ့ပါဘူး။နောက်ပိုင်းမှာအယ်လန်ဟာ1992ခုနှစ်မှာတည်ဆုံးသွားခဲ့ပါတယ်။ သူတည်ဆုံးသွားခဲ့ပေမဲ့ဒီမှုကိုတော့ပိတ်သိမ်းနိုင်ခြင်းမရှိသေးပါဘူး2020ခုနှစ်မှာတော့ Triander Body Cyber ကို Computer Programmer များပါဝင်တဲ့နိုင်ငံတကာစုံစမ်းရေးအဖွဲ့ကဖော်ထုတ်နိုင်ခဲ့ပါတယ်ဒီစာထဲမှာ Zodiac ကသူ့ရဲ့သားကောင်တွေဟာကောင်းငင်ဘုံကိုသွားမှာမဟုတ်ဘူးလို့ရေးထားပြီးသူ့ရဲ့မာနကြီးမှုနဲ့လောင်မြောင်မှုတွေကိုထပ်မံဖော်ပြခဲ့ပါတယ်နောက်ဆုံးလိုအပ်စာကိုဖြည့်ရှင်းနိုင်ခဲ့ပေမဲ့ Zodiac Killer ရဲ့ရုပ်လောင်းကိုတော့ဒီနေ့ထိရှာမတွေ့သေးပါဘူး Zodiac Killer ရဲ့ဇလန်က FVI နဲ့ရာသွေးမှုမှတ်တမ်းမှာကြီးမားတဲ့လှုပ်ဝဲချက်တစ်ခုဖြစ်ကြံရှိနေခဲ့ပါတယ်။သူဟာရဲတွေကိုလောင်မြောင်ခဲ့တဲ့ ဥယျာဉ်ပြမှုကိုဂုံယူခဲ့တယ်ခုတွေဘသူမှဖော်ထုတ်နိုင်ခြင်းမရှိသေးတဲ့ဒူရဲသောစီးရီးခေလာပါပဲဇိုရီယက်ခေလာရဲ့ဘေရီကိုဖြည့်ရှင်းနိုင်မဲ့တော့ချက်ကကြာရှိနေသေးတဲ့လိုဝက်စာရီရဲ့မှာရှိနေသေးတယ်လို့လူချင်းမင်းတို့ထင်ကြလားလူချင်းမင်းကဇိုရီယက်ရဲ့သားကောင်ဖြစ်ခဲ့ရင်ဘလို့ကောက်ွယ်မလဲဆိုတာကိုပြောခဲ့ပါအောင်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့လိုဝက်ချက်တွေကိုဆက်လက်ကြည့်ယူဖို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပေးခဲ့ပြီး online လေးကိုနှိပ်ထားဖို့မမေ့ပါနဲ့ဇုံဒီကြည့်ယူပေးခဲ့လို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတစ်ခုမှပြန်တွေ့ကြရအောင်ပါ